အားလုံးပဲမင်္ဂလာပါရှင်စွဲစုံမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ဆက်ပဋ္ဌာန်းဆက်များနဲ့ဒေါသစိတ်အကြောင်းပဲဖြစ်ပါတယ်တိုက်ဆက်တွေက အနှွယ်တော်တွေကဒေါသကြီးပါတယ်ဒေါသကိုမထိန်တတ်ကြပါဘူးပြောချင်နာဆိုပြောလိုက်ရမှကျဉ်တဲ့လူမျိုးတွေပါ စိတ်ထဲမှာတော့မထားတတ်ကြပါဘူးတခုခုဆို ရှူးရှူးတိုင်းတိုင်းလှုပ်တတ်ကြပါတယ်မစင်းစားကြတာများတယ် ကို့အကြောင်းမကောင်းကွယ်ရမှာပြောနေရင်မကြိုက်တလို့အတင်းဖျင်းပြောဆိုတာကိုလည်းမုန်းကြပါဗါတယောက်တည်းအေးအေးဆေးဆေးနေတတ်တယ်လူတွေနဲ့မရောထွေးတတ်တလို့စကားများကြီးပြောရတာကိုလည်းမကြိုက်ပါဘူးတိုက်ဆက်ကြည့်သူဇာတာမြင့်သူတော်တော်များများကအလောက်ကင်ဖွဲ့ကြီးမှဆိုလဲထင်ရှားပါတယ်။ဩစာညောင်းကြတယ် လင်းလင်းမြန်မြန်အဆုံးပြတ်ချက်ချတတ်တယ်။လေးကွေးတာတွေမကြိုက်တတ်ဘူး။တစ်ခါကနှစ်ခါပြောရတဲ့ကိစ္စတွေလည်းစိတ်မရှိတာများကြတယ်။ကူညီရတာကိုသဘောကျတတ်ပြီးအတိမတ်မပြုရင်မိမိကိုလေးတံပါရင်ဟန်မဆောင်တတ်အောင်ဒေါသထွက်ကြသူများဖြစ်ပါတယ်။ နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ိတ်ကျမ်းမာခြင်းနှင့်ပြည့်စုံပါစေဘုသူရာရာဇာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပြီးပို့တောင်းဆိုပေးရစီ notification bell နဲ့နှိပ်ပေးပို့တောင်းဆိုပေးရစီကျေးဇူးတင်ပါတယ်ရှင်